မမဖျားမိကုမိလျှောက်ခွင့်ပြုတော်မူပါဖျားအရှင်ဖုရားယုတိစွာလျှောက်ထားအပ်ပါတည်းဖုရားဖုရားစွန့်တော်ကိုယုတိစွာကပ်ပါရယ်ဖုရားခင်မုန်းကြီးဆယ်ပါရတနာတုံမေတ္တာတုတ်တို့ကိုယုတိစွာကပ်ပါရယ်ဖုရားဖုရားတပည့်တော်တည်ကျင်တာကဖုရားကတော့စွန့်ကပ်ပေးတာနဲ့စေအဖြစ်နဲ့စွန့်စားပါရယ်ဖုရားဖုရားစွန့်တော်ကိုစွန့်စားတာအပြည့်ရှိလားလို့မိကြပြတော်မူပါဖုရားအချိန်ကလည်းအလုံးမသွားခင်ကြာစွန့်ဖြစ်နေပါရယ်ဖုရား နောက်တစ်ခုကတော့အရှင်ဖုရား တပည့်တော်ကဘုန်းကြီးကျောင်းမှာဝေယဝိဆာလုပ်ပါတယ်ဖုရားဖုရားဆွတ်တော်ဆွနဲ့ဟင်းလေးတွေကိုတဖန်ကြော်ရာကြော်တန်ရှင်းအစဉ်ပြေအောင်လုပ်ပြီးဆွတ်တော်ကဆုံးလောင်းလို့ရပါတလားဖုရားစင်ကျင်တက်အောင်ဖြည့်ကြားပေးတော်မူပါဖုရားလို့မေးထားပါတယ်ဖုရားအဲဟိုတနေ့ရအောင်ပါတခါကြီးတရားကျောင်းမှာအဲ့ဒါလာမေးသွားသေးတယ်သူအဲ့တော့ဖုရားဆွတ်တော်တွေတင်ကြတယ်ပေါ့နော်အဲ့တော့ဆွတ်နေပေါ့ အဲ့ဆိုရင်ပြီးရင်ဘာလုပ်ရမှာလဲပေါ့နော်လွတ်ပြရမှာလားပြန်စားလို့ရသလားဆိုတော့အဲ့တော့ဘုရားရှင်စီကစွန့်တဲ့ပစ္စည်းတွေကိုဝေယဝိဇ္ဇလုပ်တဲ့ပုံကိုယ်တွေသုံးခွင့်ရှိတယ်ဆိုပြီးတော့ဒါအထက်ကရာတွေထဲမှာဖွင့်ထားတယ်လေအဲ့ဒါကြောင့်ဘုရားရှင်စီကစွန့်တဲ့ဥစ္စာဆိုလို့ရှိရင်ကိုကသုံးကျင်တယ်ဆိုရင်ဝေယဝိဇ္ဇလုပ်ပြီးတော့သုံးခွင့်ရှိတယ်ဝေယဝိဇ္ဇဆိုတော့ဘုရားရှင်တန်ရှင်ဘုရားကန်တန်ရှင်လုပ်တာတို့တပြည့်စီလဲတာတို့နော်အဲ့တော့ ဘုရားရှင်နဲ့ပတ်သက်တဲ့တန်ရှင်းတခုခုလုပ်ပြီးမှသုံးဆောင်လို့ရတယ်အဲစားပြီးခါမှလုပ်ရင်လည်းရတယ်နော်အဲ့တော့အဓိကကဝေယဘက်စားလုပ်ဖို့အဓိကပဲနော်လုပ်ပြီးမှပဲစားစားစားပြီးမှပဲလုပ်လို့အဓိကလုပ်ဖို့အဓိကပဲအဲ့တော့မလုပ်တဲ့ပုံကိုယ်တွေကတော့စားခွင့်မရှိဘူးပေါ့နော်အဲ့တော့တချို့မေးတယ်အဲဒီကိတယောက်ဆိုပြီးမေးတယ်အရှင်ဘုရားဟိုအိမ်အိမ်ကအမျိုးသမီးကဘုရားဝေယဘက်စားလုပ်ပြီးစွန့်တယ်အဲသူတို့စားလို့ရသလားဆိုတော့အမျိုးသမီးကလုပ်တဲ့တကြအမျိုးသမီးသူ့ဥစ္စာဖြစ်သွားတယ်သူစွန့်လိုက်ပြီလေ အဲ့သူ့အနေနဲ့ကျန်တဲ့လူသူကြွေးခွင့်ရှိသွားတယ်။ကျန်တဲ့လူတွေကကိုယ့်အကူကိုဘာမှစွန့်ပြီးစားလို့တော့မရအောင်။အဲ့တော့ဝရယာဝိစားလုတ်တဲ့ပုဂ္ဂိုလ်ကစွန့်ပြီးတော့ကတ်လို့ရတယ်။ဥပမာပေါ့နော်။ရဲထုံကဥစဉ်ကကတ်ပြရကာရကဥစဉ်ဝရယာဝိစားလုတ်တဲ့သူဥစဉ်ကစွန့်လို့ရရဲထုံကညော့ဟဲစွန့်လိုက်တယ်။ရဲထုံကကျန်တဲ့လူကိုပေးလို့ရသွားပြီ။ဘောလာမသိဘူး။နော်။အဲ့တော့ဝင်းနီးရတစ်ခါတစ်ခါကြာလို့ရှိရင်မပေးတဲ့ပုဂ္ဂိုလ်တွေကိုရဟန်းကတည်းကပေးခွင့်မရှိဘူး။အဲ့ဒါဆိုရင်ကတ်ပြရကတစင်ပေးလို့ရတယ်။ဥစဉ်ကကတ်ပြရကိုစွန့်လိုက်တယ်။ကတ်ပြရကလည်းကျန်တဲ့ပုဂ္ဂိုလ်တွေထပ်ပေးလို့ရတယ်။ဒီတဲ့ဘောပဲအဲ့တော့အိမ်ထောင်ချင်းအမျိုးသမီးကအိမ်မှာဘုရားဝေယံဝိစာလုတ်ပြီးတော့ဆွတ်လိုက်တယ် အဲ့ဒါကိုကျန်တဲ့မိသားစုဝင်တွေကိုကြွေးလို့ရတယ်အပြစ်မရှိဘူးเนาะအဲ့ဒါမျိုးတော့ရှိတယ်နောက်သူမေးတဲ့မေခွန်းထဲမှာဟိုစွန့်ပြီးတော့ပြန်နှွေးပြီးတော့တန်ဃာတွေကတ်တာတို့ပါရသလားဆိုတော့ရတယ်เนาะတန်ဃာတွေကတ်လို့လည်းရတယ်ဘာမှအပြစ်မရှိဘူးဒါသူ့ဥစ္စာဖြစ်သွားပြီလေအဲ့တော့တန်ဃာကိုပြန်လောင်းလို့ရတယ်သူမေခွန်းထဲမှာမပါတာနောက်တစ်ခုကဘာလဲဆိုတော့ဥစဉ်ကအမေးများတာမေခွန်းတစ်ခုကဘာလဲဆိုတော့တချို့အိမ်မှာဖျားကိုဝါစိုးသင်္ကန်းကတ်ကြတာကိုဖျားကိုကတ်ကြတာလေဖျားကိုဝါစိုးသင်္ကန်းကတ်တယ်ဖျားကိုကထင်းသင်္ကန်းကတ်တယ် အဲ့ဒီဘုရားကိုကတ်တဲ့ဝါဆိုသင်္ကန်းတွေကတိန်သင်္ကန်းတွေစွန့်ပြီးဘာလုပ်ရမလဲတန်ခါကိုပြန်ထူလို့ရမရဆိုတာအဲ့ဒါရတယ်သူကဘုရားမှာတုံး